2025ခုနှစ်အောက်တိုဘာလ25ရက်ဒီနေ့စနေနေ့အတွက်ခொနည်းသားသမီးတွေအားလုံးတို့အတွက် numerology ဂဏန်းပေရင်ရဆိုရင်အတိုက်ခိုက်ပြိုင်ဆိုင်တွေများတဲ့နေ့ဖြစ်ပါတယ်လူရင်းတွေမိတ်ဆွေရင်းတွေကကိုယ့်ဘောမှာအထင်မြင်လွဲမှားတတ်တယ်ဗကံတို့ဖန်ခွက်တို့မန်တို့ဒီလိုနေ့မျိုးကွဲရန်တိုက်ခိုက်ပေါ်တတ်တဲ့နေ့မိတ်ဖြစ်တယ်အဲ့လိုနေ့မိတ်တွေ့ရင်တော့နောက်နေ့ကျရင်ကောင်းကျမောင်းဆွန်မြတ်စွာဘုရားရှင်ကိုကတ်လှူလိုက်ပါတရိစ္ဆာန်တို့စိတ်ညစ်ရတတ်တယ်ခြေလောက်ထိခိုက်မိတတ်တာကယူဆိုင်ပါ အရေးကြီးတဲ့ကိစ္စတွေစကားပြောမယ်ဆိုရင်တပြေညွန့်တပြေရွက်ဆောင်းပြီးမှတွားရောက်တွေ့ဆုံပြောဆိုကြပါခொနည်းအသားမီးအလုံးဒီနေ့ကံကောင်းမလို့အတွက်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုအုံနို့နဲ့အုံနို့စွန်းနဲ့တည်တည်တည်လှူဒန်းပေးလိုက်မှဖြစ်ပါတယ်ဒီနေ့မှသင်တန်းကိစ္စပညာရေးကိစ္စရှောက်လွှာကိစ္စအင်တာဗျူးကိစ္စတွေအောင်မြင်ဖို့လို့အတွက်ဆိုရင်တော့တပြေရွက်တရွက်မှကာကြီးအခရာရေးပြီးဆောင်းပြီးဆောင်းရွက်ချင်းအဖြစ်အောင်မြင်ပါလိမ့်မယ်ခင်ဗျာဒီနေ့မှမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက် မာမုတ်ပင်နေနိယာဆိုရင်တော့စနေနေ့ဘွားအထုံးဘွားဇာတရှင်နေဖြစ်ကြပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်နေအားလုံးတို့အတွက်ကံထူးကောင်းမှုတို့အတွက်ကတော့မြတ်စွာဘုရားရှင်ကိုခေါက်ဆွဲကြော်စွန့်ကတ်လူချင်းရဟန်းတန်ခါခေါက်ဆွဲကြော်လောင်းလူချင်းနဲ့ဆွေမျိုးမိတ်ဆွေများကိုခေါက်ဆွဲကြော်ဒါနပြုလိုက်ပါခင်ဗျာဒီနေ့အကျိုးပေးစွန့်မှုကဏ္ဍတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့ငွေကြေးကံကောင်းမှုတို့အတွက်ဆိုရင်တော့ ခိုရင်ငှက်တွေကိုအစာကျင့်ပြီးဆူတောင်းအောင်ဖြစ်ပါတယ်နော်ဒီနေ့မှာဈေးခေါ်လက်ခေါ်အစီရင်ဖြစ်ကတော့မိမိရဲ့ဆိုင်ရှင်မျက်နှာသားကိုမျက်နှာမူပြီးအေဟိလာဘန်အေဟိဒနန်အေဟိဒုက္ခံတို့ရင်ရွတ်လိုက်အောင်ဖြင့်ရောင်းပန်းသာဝယ်ပန်းနှပ်ပါလိမ့်မယ်အယောင်ထိုင်းနေတဲ့ကုန်ပစ္စည်းတွေအယောင်သွက်ဖို့အတွက်လည်းဗလာဆောက်တုံးနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်အောင်ဖြင့်သီသီသန်သာအယောင်သွက်အယောင်ထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူတို့အတွက်အနောက်ရက်တွေအတိုင်းခိုက်တွေအခက်အခဲတွေ လွတ်မြောက်သွားအောင်အမှုကြောင့်သူနာမည်ကိုတင်မောသီးမဲ့မှာရေးပြီးသီလရှင်ဆရာလေးကိုလှူဒန်းလိုက်ကြပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့တဲ့သူအတွက်ဓာတ်စာအဖြစ်နဲ့ဒီလိုနည်းမျိုးမှာတံမြာသီးဖြော်ရည်နဲ့ငယ်တောက်ပြီးကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ကြပါခင်ဗျာအချစ်ရဲ့မေတ္တာရဲ့အိမ်တော်ရဲ့အစဉ်ပြေဖို့လို့တွက်ကတော့မနဲ့စောစောအုံးရင်တစ်ခွက်မြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးအချစ်ရဲ့အိမ်တော်ရဲ့မေတ္တာရဲ့အစဉ်ပြေပါစေဆူတောင်းလိုက်ပါခင်ဗျာ